ကလုံးများဆိုတဲ့ဘာသာပြန်ဝိတ္ထုလူလေးတပုတ်ကိုဖတ်ပြပေးကြပါရစေ။နားဆင်ပေးကြပါဦးခင်ဗျာ။စကလုံးများမစ္စတာဘလူးရှယ်ဒီစကလုံးများကိုစူးစမ်းသည်။အချစ်ကများစာအုပ်တွေကိုဘဝတွင်ပထမဆုံးစဖတ်ဖူးသည့်96နှစ်အရွယ်ကလေးကစတင်စူးစမ်းလာခြင်းဖြစ်၏။အဖုံးမြော့စာအုပ်ငယ်လေးဖြစ်သည့်သူကများစာအုပ်၏မျက်နှာဖုံးမှာခန်းအောင်ပန်းဝင်းပုံလှလှလေးပါရှိသည်။စာအုပ်မှထွက်လာသောအနက်ကတော့ပုံလေးနှင့်လာလာများမှအဆက် စာအုပ်ဟောင်းဆိုင်မြေအောင်ခန်းများတွင်ကာလရှည်ကြာရှိနေသောစာအုပ်များ၌ဆွဲကပ်နေဖြစ်သည့်အောက်တိုးတိုးအနက်မျိုးဖြစ်လေသည်ဘလူးရှယ်သည်ကြံစာအုပ်ကိုဝယ်ရန်အစီအစဉ်မရှိခဲ့ပါစာအုပ်ဆိုင်များသည်ပုံမှန်တွမ်းလေရှိတော်လေသူစာအုပ်ဝယ်ခဲ့သည်ဝယ်လင်လင်းအကြောင်းအရာမျိုးစုံနှင့်စာအုပ်များဖြစ်နေတတ်၏သူ၏၌စာကြည့်တဲ့အသေးစားလေးရှိပြီးအဓိကထားရှိသောစာအုပ်များမှာလက်ဆွဲစာအုပ်များဖြစ်သည်ဥမာအိမ်တွင်းပင်များစိုက်ပျိုးနည်းလက်ဆွဲကိုယ်တိုင်တော့ဖြင့်ဘာပင်မှမစိုက်တော့လေသူနဲ့ပဲနဲ့ပတ်သက်လာရင်တော့ သူ့ကိုယ်သူအတော်နှံ့ဆက်သူမှတ်ယူလေသည်ကြောင်ကြောင်ဆိုလဲထို့အတူကြောင်မွေးနဲ့တမ်းမလဲတဲ့ဖြစ်ကြောင်မမွေးတော့လဲကြောင်များနဲ့ပတ်သက်ပြီးမေးလာပါကသူ့မှာပေးစရာအကြံဉာဏ်ကောင်းများစွာရှိနေရဲ့ဤခြေခဲတက်တာပြုပြင်ထင်းထင်းလေးလက်ဆွဲစာအုပ်လည်းရှိလေသည် သူ့မှာရေခဲတက်တာမရှိတာမှန်တော့လဲအတုံးဝင်တော့ဘ ഹു တုတ္တဟုသည်သူ့အတွက်ပြစ်ပယ်စရာအကြောင်းမရှိပါကြပြဆောင်ကိုဝယ်ရန်ဆုံးဖြတ်လိုက်ခြင်းသည်အဖုံးမော်ရှိပန်းမွင့်ပုံကြောင့်ဖြစ်လေ။တစ်ပင်ပန်းမှန်ကျွမ်းကျင်သည့်သူ့အနေဖြင့်ထိုပန်းမွင့်မျိုး ပြင်မှာတကယ်မရှိမှန်းသိပါသည်ရင်းချက်ကမင်းသူ့ကိုဆွဲဆောင်နေလေအဓိကအကြောင်းရင်းဖြစ်ခဲ့လေစာအုပ်ကိုငွေရှင်းကောင်တာစီယူသွားချိန်မှာသူ့အနေနဲ့စိတ်မတက်မတာဖြစ်ရသည်သူ့တက်ရွယ်မကြီးမငယ်ကြီးမှအာမနာအချစ်ကပြားများကိုစိတ်ဝင်စားတယ်လို့ဖြစ်နေခြင်းမှာတိတ်မတင်တော်ပြီအဖို့ချွတ်မဂဇင်းတအုံတို့ဝယ်သည်နဲ့မချားတယ်လို့ဖြစ်နေသည်ကံကောင်းကျင်တော့စေးမသည်စာအုပ်မြေကိုတရီမထားမိစေးမသည်စာအုပ်ဈေးကိုကြည့်ကသူအတိကျပေးလိုက်သောပတ်စံကိုယူလိုက်ရုံနဲ့ပြေးသွားခဲ့သည် သူအစ်စ်အကြောင်းကိုအတော်တော်ကြည်စီမှာအမှန်ပဲအိနီယာတွင်လည်းသူဤတိမှုမှာကိုပိုင်တွေ့ကြုံမှာလာခြင်းမဟုတ်ကိုပိုင်တွေ့ကြုံဖြစ်ရင်လည်းလိုပါ ਈ လို့ဤတိမှုသည်လူများစု၏မွေးရာမှာတိမှုတစ်မျိုးပဲမဟုတ်ပါလောဘယ်လိုပဲဖြစ်ဖြစ်စောင်းကိုဖက်လိုက်ချိန်မှာတော့သူနာမတူမှမရှိတော့လေစောင်းဆိုင်နဲ့ဖြစ်ခဲ့သည့်စိတ်မသက်သာမှုမျိုးကိုပြန်ခံစားမိလေသည်သူမျက်နှာချင်းပင်ရဲသွား၏ကြပြစောင်းကိုအစ်စ်အကြောင်းလည်းဆွဲဆောင်ဖို့ဖြစ်ယူဆတဲ့သည်ကိုတွေးလိုက်မိချိန်မှသာသူစိတ်သက်သာရရသွားလေသည်ထို့နောက်ရရအစဉ်ပြေချုံးမွေသွားတော့သည် ။စောက်ထင်မှာစကလုံးများသည်နူးညံ့ဆွတ်ပြတ်ဝင်ခံစားချက်များကိုပေးဆွမ်းနိုင်သည့်တဲ့ပို၍ပင်ချစ်စရာကောင်းနေသည်ကိုသူအံ့အားတင်စွာတွေ့လိုက်ရလေသည်။သူလုံးလုံးတည်မထားမိသည့်အချက်တစ်ခုရှိကြောင်းကိုပါသူတန်းတည်သွား၏။လှပသောစကလုံးများတရှိနေပါမလားဟုသောအချက်ပင်သူစကလုံးများသည်အထူးတည်းထူးခြားနေသည်လည်းမဟုတ်သလိုရှားပါးနေသည်လည်းမဟုတ်ပဲအခြားစာအုပ်များထဲမှာပါတွေ့နိုင်သည့်တာမန်စကလုံးများသာဖြစ်ပါ၏။သို့တော်လည်းဘာကြောင့်မှမသိ၎င်းတို့သည်လက်ဆွဲစာအုပ်များထဲမှာဘယ်သောအခါမှကြည်လာမနေခဲ့ ူတို့ရဲ့လာတရားကိုသူသတိမမူခဲ့မိတာလဲဖြစ်နိုင်ပါသည်။စောက်ကိုဖက်လေလေတစုံတရာကိုဆုံရှုံလိုက်ရမည်အရေးရတံမအေးဖြစ်လာလေလေဖြစ်သည်။ဆံမျက်နှာများကိုလှန်လိုက်တဲ့ရှေ့တွင်ကျင်းရင်နေသောသကလုံးများသည်မိန်ဖြော့ပျောက်ကွယ်သွားတော့မယောင်ရှိ။၎င်းတို့နေရာတွင်သကလုံးအစ်စ်များအစာတို့ရောက်ရှိလာတော့လေသူမတင်းနိုင်နဲ့မှာရှေ့တွင်ကျင်းရင်နေသောသကလုံးများကိုတနည်းမဟုတ်တနည်းထိန်းသိမ်းရပါလိမ့်မည်။ပျောက်ပြက်သွားလေခြင်းကအထိပယ်မရှိပါ။ဆံမျက်နှာများကိုပြန်လည်က ထိုစကလုံးများစီပြန်သွားလို့ရသည်မှာမှန်တော်လေထိုသူ့လုံနေပါကစာအုပ်ဖက်ပြရောမြင်မဟုတ်ပိုကောင်းကြီးအဖြေကိုသူရှာရပေးလိမ့်မည်ထိုစဉ်ရုပ်တရက်အကြံတစ်ခုရလိုက်၏တရေဖုံးပါပြီမြင်းသားထားသောမတ်ဆုစာအုပ်ကြီးတို့ကိုသူဝယ်လိုက်သည်ယခုလောက်မှတာနာသောအရာဖြင့်လှပသောစကလုံးများကိုမှတ်တမ်းပြုရန်မတင်လျော်ပါ၎င်းတို့ကိုတာမန်ရွက်ချမ်းရည်ကြောင့်မတ်ဆုစာအုပ်ထဲတွင်သူရေးရပါမည်လို့အယုဒေတန်တကယ်လို့ဖြစ်နေပြီသူဒီကဗျာစာအုပ်၏အစပိုင်းကိုပြန်သွားလိုက်ပြီး ရှေ့ပြင်မက်ဆုစာအုပ်ကိုပွင့်ကင်ထားလိုက်သည်လှပသောစကားလုံးတစ်လုံးတွေ့တိုင်းဖောင်နေနှင့်ချက်ချင်းချရည်သည်ဖောင်နေသည်စင်စင်အဖြစ်ရွှေနှင့်လှုပ်ထားခြင်းလို့မဟုတ်ပေအရာရာကိုပြည့်ပြည့်စုံစုံစီစဉ်ရန်ခက်လာလေသည်သူ့လက်ရည်တည်တတ်ပါသည်ထူးခြားကွညုံမနေတော့လေညီညီညာညာရှိပြီးရိုးရိုးရှင်းရှင်းကြီးပင်ဖြစ်နေသည်သူနီးသူဟန်နှင့်လှပါသည်လှပသောစကားလုံးများကိုချရည်ရန်သာလိုအပ်ပြီးလက်ရည်လက်သားနှင့်လိုက်ဖက်ညီရင်းမညီရင်းသည်မလိုအပ်ပုံမှန်အဖြစ်သူစာရေးလျင်စလုံးကြီးကြီးများရေးလေရှိတော်လဲ ယခုကိစ္စမှာတော့စလုံးတည်တည်များလာရေးသည်လုံလုံမဲမဲရေးခြင်းပြိလှမတော်စကားလုံးများဘလောက်ရှာတွေ့မလဲသူမသိပါမဆုစာအုပ်ဒီအတော်ထူတော်လဲတတိကြီးကြီးပြရှေ့ဆက်ရပြီကဗျာဆောင်းအုပ်ထဲမှာလှပတော်စကားလုံးများကိုခြာရင်းပြီးတဲ့အချိန်မှာရှားလက်ကိုစမ်းစေရန်သူတက်တီမွေလိုက်သည်ထိုစကားလုံးများသည်မဆုစာအုပ်ထဲ၌ငကိုတိုင်လှမြင်လှနေပါမလားလက်ဆွဲဆောင်များမှာတော့ငါလိုအလှပြတ်သွားကြမလားခြေဆုံးစာမျက်နှာလေးမျက်နှာကိုအပြည့်အစုံရေးလိုက်နိုင်ပြီဖြစ်၍သူစိတ်ပေါ်ပါစွာ တပြင်းချလိုက်နိုင်ပြီးစာအုပ်ကိုခက်ခောက်ခါထားပြီးတိုင်ကြည့်လိုက်သည်စကလုံးများသည်ငကိုတိုင်းလှနေုံသာမကပိုရိပ်ပင်အလားတိုးသွားသည်ထင်ရ၏ကြည့်ရမစိုးလာမိမဲ့ဘလို့မှလည်းထူးခြားမနေသောအခြားစကလုံးများမပါတော့ပဲလှပသောစကလုံးများကိုသာရွေးစုထားခြင်းကြောင့်ထိုတို့ထင်ရခြင်းဖြစ်နိုင်ပြီသည်မှတ်စုစာအုပ်ကြီးသည်အလားတရားတို့၏စုံစည်းရန်ဖြစ်လေ၏ကြံစာအုပ်ကိုအဆုံးတက်ပြီးနောက်ဘာဆက်လို့ရမည်ကိုသူသိခြင်းမိမှတ်စုစာအုပ်ကြီးအပြည့်ဖြစ်ဖို့ရာစာမျက်နှာများအများကြီးကြံရှိနေသေးပြီး ထီကိုမထီရနေတယ်လို့ဖြစ်သည်ထိုတိုင်းထားနေပါလားအလာတရားကိုအည်ရော့စေသည်အလားဖြစ်သွားပြီလေမီမဖြစ်ပါသူဆက်လို့ရမည်လှမသောစကားလုံးများနောက်ထပ်အများကြီးထပ်ဖြစ်ရမည်၎င်းတို့အားလုံးသည်တဏှာထဲမှရှိသင့်ပါသည်သို့တော်လည်းလှမသောစကားလုံးတင်များကိုဘလို့ထက်ရှာရမည်နည်းစီဥစွာရိုးရိုးလေးတွေးလိုက်မိသည်ကအချစ်ကပြဆာကိုနောက်တစ်အုပ်ထပ်ဝင်ရန်ဖြစ်သည်သူချိန်လဲမမနိုင်လှမသောစကားလုံးများသည့်အချစ်ကပြများတဲ့တွင်အင်မတန်တောက်ပနေတတ်ကြောင်းသူကြုံပြီးပြီဖြစ်၏ သို့တော်လေထိုဆောင်မျိုးကိုသာဇက်တိုက်ဝင်နေပြီဆိုပါကအလွန်တိတာသွားပြီလိမ့်မည်။နှုတ်သုံးဝင်ုံနဲ့တော့တိတာအုံးမည်မဟုတ်။စာကြည့်လိုက်ကရက်လောက်စင်းနေတွေ့ရသည့်အတိုင်း335ကိုပြည့်သည့်အထိဇက်တိုက်ဝဲသွားမည်ဆိုရင်တော့အလောင်ခံရဖို့များမှတည်ကြသည်။မဖြစ်ပါ။သူအခြားတနည်းစဉ်းစားရမည်။ထိုစဉ်ဒုတိယအကြံကိုရလိုက်ပြန်၏။လှမသောစကားလုံးများကိုအချစ်ကပြဆောင်များတွင်သာတွေ့နိုင်သည်ဟုဘသူပြောသည်နည်း။အခြားဆောင်များမှလည်းမူချတွေ့နိုင်ပါသည်။လက်ဆွဲဆောင်များတွင်ပင်တွေ့နိုင်မည်ဖြစ်၏။ အိမ်မန်တရားကိုဖမ်းဆုပ်နိုင်လောက်ဒီတိမှုမျိုးသူ့မှာရှိနေလေပြီ။လှပါသောစကလုံးများသည့်နေရာတိုင်းမှာရှိပါသည်။ကျွမ်းကျင်မှုသည်စောင်းများကိုရွေးချယ်ခြင်းနိုင်မတိ။စကလုံးများကိုစမ်းစစ်ခြင်းနိုင်တာတည်း၎င်းတို့ကိုမျက်ချင်မပြတ်တမ်းစမ်းစစ်နေရပေလိမ့်မည်။ထိုတွင်သူရှေ့ဆက်ရန်စောင်းတုပ်ရရနေပြီဟုစိတ်ထင်နေမိသည်။ဟုံမုံအတီးပြုရန်လွယ်ပါ၏။သူ့လက်တကမ်းရှိလက်ဆွဲစာအုပ်ကိုဆွဲယူ၍ဖွင့်လိုက်သည်။တစ်ချိန်တည်းမှာပဲလှပါသောစကလုံးများ၏လင်းလက်တောက်ပမှုတွင်သူ့မျက်လုံးများပြဝီသွားရသည်။ တစုံတစ်ယောက်က မာကာပြစ်ထင်းထင်းကြီးချစ်ထားသည့်အလားဖြစ်၏မဆုစာအုပ်ကိုဖွင့်အောင်ထိုစကားလုံးများကိုခြာရင်းမိမတက်ပင်ဖြစ်သွားသည်သူ့ကိုကိုရှင်တက်လိုက်စေတယ်ကသူဂုံယူရသည့်သူ၏အမျော်မြင်ကြီးမှုပင်ဖြစ်လေသည်လူတို့သည်ဆန္ဒဆောလွန်ဇူရီယောနိုင်လွန်ခြင်းဖြစ်သည့်အကျိုးဆက်ကလေးသည်အဖေနီးကစင်ကလေးအချင်းနေများလာလင်းမြန်ကလောက်ဆန်ကုန်မည်သူမဆုံမနစ်စနစ်တကျရှိရမည်အချင်းနေရက်ရက်ကိုအသေးချာသုံးသက်စဉ်းစားပြီးနောက်အဖြစ်ဒီအကျဉာဏ်တစ်ခုအတွင်ဖြင့်ထပ်မံကိုထင်ပြလိမ့်မည် မဆုဆောင်ကိုအဆောင်အပြောင်းရင်းနိုင်ရအတွက်ပထမဆုံးလေးမျက်နှာကိုဖျက်ပြစ်လိုက်ရမလားကိုသူခဏကောင်းစားလိုက်ရ၏ထိုစိတ်ကူးကိုတော့သူလက်လျှော့လိုက်သည်ယခုလိုရေးပါလာသောကဏ္ဍယူပုံမြပန်းမြန်ဖြစ်နေသောမဆုဆောင်၌စတင်ခြင်းကောင်ဖြစ်နိုင်ပါသူမဆုဆောင်အစ်တဝယ်ရပါလိမ့်မည်ထိုသို့လုံယုံဖြစ်အဆင်ပြေမည်ဖြစ်သည်ရှားပြေးသမျှလေးကအကြီးဆုံးဆောင်ကိုသူရွေးဝယ်လိုက်သည်ထိုဆောင်နှင့်သူ့အတွက်အထူးပစ္စည်းလေးဖြစ်သည့်ရွှေရောင်စာမတ်ဖဲကြိုးလေးပါရှိသည်ဖြင့်ကိုကိုရေးကိုဖတ်နေရင်ရှက်ထားလို့သည်စာမျက်နှာတွင်အတုံးပြူနိုင်သည် သူဆွဲယူလိုက်တော့အေးအောင်အဘိဓာန်ကြီးသည်ချက်ချောက်တွေ့ဖြစ်သည်ပရမတွဲကြီးကိုဖွင့်လိုက်သည်နှင့်တောက်ပစွာလှပနေသောသကလုံးစုဝေးခြင်းနှင့်သူ့မျက်လုံးများစုံစည်းသွားသည်ရှေ့တွင်တွေ့လာအောင်ဖြစ်သည့်သကလုံးရေတော်ပမာဏကြီးကိုတော့သူမမှုတော့ပါထို့အတွက်သူတေချာပြင်ဆင်ထားပြီးဖြစ်သည်မြည်သည့်တဝဲတော်နီးလန်းကိုမှလည်းသူမျောလင့်တော့အားလုံးကိုအစာဆုံးချရင်အချိန်နည်းနည်းများကြာပြီနောက်ဆုံးနေ့သူ့ကိုစောင့်ကြည့်နေသည့်အရာကတော့ကမဟုတ်ပဲပျော်ရွှင်မှုသာဖြစ်သည်အလာတရားကိုခြာရည်ခြင်းတက်ပိုပျော်စရာကောင်းသည့်အရာရှိပါအောင်မည်လို့ သူ့လုပ်ငန်းစဉ်ကြီးကိုအဆုံးသတ်ခါနည်းတွင်ဘလူးရှက်သည်အသက်56နှစ်ကျော်နေပြီဟုဆိုရမည်ဖြစ်သည်အီချန်ကသူ၏စိတ်ကျင်နှင့်အားရခြင်းကိုတော့ကြော်ပါမသွားစေပါအလားတရားကိုစူးစမ်းမှုကြောင့်ဘောဟာအချင်းဤမဖြစ်ပဲအတိတ်ပဲရှိခဲ့ပြီဟုပြောနိုင်သူသူ့လိုအသက်ရွယ်ပုဂ္ဂိုလ်ညာညာဆာဆာရှိမည်မဟုတ်ပေသူ့အနေဖြင့်လှုပ်ရှားတစ်ခုသာကျန်တော့သည်တုံလုံးပြည့်နေပြီဖြစ်သောမှတ်စုစာအုပ်ကြီးနောက်ဆုံးစာမျက်နှာရှိအောက်ခြေနားမှာစကလုံးနှလုံးသားသာနေရာလွတ်ကျန်တော့၏သူသည် ခုနှစ်ရှင်ကြီးကိုစတင်ခဲ့တဲ့အချိန်မှစပြီးပထမဆုံးအနေဖြင့်သူ့လက်ရည်ကိုငကိုထက်နင်းနေညင်းသားကဖော့ရေးလိုက်သည်လက်ရည်သည်ရိုးရှင်းလေးဖြစ်တယ်လို့နူးညံ့ကောင်းမွန်စေလည်းဖြစ်၏ထိုမြင်လက်မှတ်တစ်ခုဖြစ်တဲ့အနေအထားတိုင်းပဲဘလူးရှယ်သည်မက်ဆူစာအုပ်ထဲသို့ဝင်ကစာအုပ်ကြောပုံကိုတဖြည်းဖြည်းပိတ်ချလိုက်ရာ လေးလံသောအဖုန်ကြီးတစ်ခုအောက်သို့တဖြည်းဖြည်းနှိမ့်ချနေရသည့်အလားရှိလေ၏ ဆိုရင်စစ်ဖို့ပြည့်ရဲ့ကွန်လရှင်ဆက်မဆုံဆိုတဲ့စာအုပ်ထဲကစကလုံးများဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။ဘာသာပြန်ထားသူကတော့ဟန်လင်းပါကျေးဇူးတင်ပါတယ်ခင်ဗျာ။